ြတ်သားသမီးရဲ့တပတ်တာကံကြမ္မာကိုလမ်းညွန်သွားမှာဖြစ်တဲ့အတွက်ကြောင့်23ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေ29ရက်နိုဝင်ဘာလ2025စနေနေ့အထိပေါ့ဒီကာလအတော်အတွင်းမှာတောက်ကြသားသမီးရဲ့ကံကြမ္မာအခြေအနေကိုကြည့်လိုက်ကြရအောင်ကဲတောက်ကြသားသမီးရဲ့ကံကြမ္မာအခြေအနေကဲတောက်ကြသားသမီးရဲ့ဒီတွဲတာမှာ ကိုယ့်ရဲ့အလုပ်ကံစီဝါရေးနဲ့ပတ်သက်လို့မိမိရဲ့လုပ်ငန်းဆောင်ရမ်းရေးနဲ့ပတ်သက်လို့ဟန်တရားသူနှောက်ယှက်သူတွေပေါ်နိုင်တယ်။အဲ့တော့ကိုယ့်ရဲ့အရေးကြီးတဲ့အလုပ်ကံကိစ္စတွေအရေးကြီးတဲ့အကြောင်းချင်းရကိစ္စတွေဟုတ်လားရုတ်တရက်ဆိုသလိုအနောက်ရက်ဝင်လာပြီးပြက်စီးသွားပြီးတော့ကိုယ့်ရဲ့ရှေ့တန်းတင်ပြီးလောရမယ်ကိစ္စတွေကနောက်တန်းကိုရောက်သွားတတ်တယ်။အပူပင်သောကတွေကြုံရတတ်တယ်။အဆင်ပြေမယ်လို့ယုံကြည်ထားတဲ့ကိစ္စတွေရတာထပြီးတော့အခက်အခဲကြုံပြီးအဆင်မပြေတာမျိုးတွေပူပန်းတာမျိုးတွေကြုံရတတ်တယ်။ အဲ့တော့လုံခြုံစည်းဝိုင်းနဲ့ပတ်သက်လိုက်အနောက်ရှက်သဘောနော်ပိတ်ဆို့ခံထားခြင်းသဘောအခက်ခဲသဘောတွေရှိတယ်။ဒါမှမဟုတ်စွန့်စားစားလုံမကင်မယ်ဆိုရင်တော့တတိထားပါလုံတာပူကောင်းတယ်။အဲ့တော့ကျွန်တော်ငွေကြေးပေါ့ငွေကြေးအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့တောက်ကြသားသမီးများအနေနဲ့ကငွေကြေးနဲ့ပတ်သက်ရင်တော့ကန်ကောင်းမယ်၊ကုညီထောက်ပံ့မှုတွေရရှိတတ်တယ်။မမျောလင်မင်းနဲ့ငွေဝင်တတ်တယ်။ငွေကြေးနဲ့ပတ်သက်လက်လာပါရှင်နာငွေကြေးထောက်ပံ့ရတာငွေကြေးနဲ့ပတ်သက်လို့ကြုံနေရတဲ့အခက်ခဲအနောက်ရှက်တွေပြေလည်တာမျိုးတွေကြုံတွေ့မှာဖြစ်ပါတယ်။ အဲ့တော့အထူးအဖြစ်တော့ငွေကြေးအကြံစီတွေအောင်မြင်နိုင်တယ်လို့ပြောလို့ရတယ်။အခြေအနေတော်ရင်မေတ္တာရင်းနဲ့ပတ်သက်ရင်လက်ကံကောင်းတွေမှာဖြစ်ပါတယ်။ချစ်သူဤစားတစ်တွေရတာမပြည့်လည်တဲ့မသိမြတ်တဲ့အခြေအနေတော်ရင်ပြန်လဲသိမြတ်တာအဆင်ပြေတာမျိုးတွေကြုံရမယ်။အခြေအနေတော်ရင်မေတ္တာရင်းနဲ့ပတ်သက်လာလို့ရှိရင်ပျော်ရွှင်စရာခီးတွေလည်းတွားလာတာကြုံရမယ်။ အဲ့တော့အခြေအင်ကောင်းကြီးနဲ့ပတ်သက်လာရင်ဘယ်လိုပဲဖြစ်ဖြစ်စိတ်ချမ်းသာစရာကိစ္စတွေကြုံတွေ့မှာဖြစ်ပါတယ်။ပညာဆိုင်အင်တာဗျူးကိစ္စတွေလုပ်ဖို့ကြံစီထားတဲ့ရည်ရထားတဲ့ဖြည့်ဆို့ဖို့လုပ်မယ်ဆိုရင်ဒီတစ်ပတ်မှာလုပ်ချင်းပြီးအောင်မြင်မှာဖြစ်ပါတယ်။အရေးကြီးတဲ့စကားပြောဖို့ကိစ္စခရီးကိစ္စတွေဆိုရင်လည်းဒီတစ်ပတ်မှာအောင်မြင်မှာဖြစ်ပါတယ်။အဲ့တော့အရေးကြီးတဲ့စကားကိစ္စတွေပြောဖို့ဆိုဖို့ရှိနေတယ်ဟဲ့လားအရေးကြီးတဲ့ခီးနီးခီးဝေးသွားဖို့ရှိနေတယ်ဒါတွေကိုလုပ်မယ်ဆိုရင်အောင်မြင်မှာဖြစ်ပါတယ်။ခီးနီးခီးဝေးလည်းသွားရတတ်ပါတယ်။ကျမ်းမာရင်နေနဲ့ဆိုရင်တော့ခါကြိုက်တာနော်အဲ နည်းနည်းလေးညောင်းညတာဒူးအဆင့်မြင့်ညောင်းညကြိုက်ခဲ့တာဒီလိုသဘောမျိုးလေးတွေကျမရင်နဲ့ပတ်သက်လို့အနှံ့ငယ်ဖြစ်တတ်တယ်။စိုးရင်လောက်တဲ့အခြေအနေမျိုးမှာတော့မရှိဘူး။အနှစ်ချုပ်အဖြစ်ဒီတစ်ပတ်မှာဆိုရင်တော့ကန်ကောင်းတဲ့နေရာမှာတော့ပါဝင်တယ်။အနှစ်ချုပ်အဖြစ်ပဲတစ်ဖက်မှာပြန်ကြည့်ရင်တော့အနောက်ရှေ့အပိတ်ဆို့လေးတွေလည်းကြုံနိုင်တယ်။ဒါ ው တော့နည်းနည်းသတိထားရင်လွတ်နိုင်ပါတယ်။သတိထားရင်အဆင်ပြေနိုင်ပါတယ်။အဲ့တော့ဒီတစ်ပတ်ရဲ့ကံကောင်းလက်ရှင်အကျိုးပေးကဏ္ဍဒီတစ်ကဏ္ဍအကျိုးပေးတဲ့အကြောင်းပန်းအောင်ဖြစ်ပါတယ်တောက်ကြသားသမီးမိစေများတော့ပါ